အခုစစ်ကောင်စီစစ်ကြောင်းလိုက်ပြုတ်ပါတယ်ဆိုတော့နေရာတွေကိုကြည့်ကြည့်လိုက်ရင်အင်အား100ရှိတယ်80ရှိတယ်150ရှိတယ်130ရှိတယ်ဒါမျိုးအနေထားမျိုးတွေနဲ့ဒီလောက်အင်အားအများကြီးတွေနဲ့လာနေတဲ့စစ်ကြောင်းတွေကိုတော့မှပဲ သလင်းတက်ဖွဲ့တွေကပြတ်ထွက်သွားအောင်ဖြုတ်နေတာတွေရှိတယ်ပေါ့နော်ဒါကိုချနေပြီးတော့ဒီဖြစ်စဉ်ကိုချနေပြီးတော့သွေးခွဲကျင်တဲ့ကောင်တွေတက်ရှူကျင်တဲ့ကောင်တွေအေးမင်းတို့ဟိုဘက်ကြက်ခွဲကကောင်တွေလည်းဗဇပ်ပိတ်ဘာမှဝင်မပြောနဲ့တော့အသွင်လည်းမယူနဲ့ပေါ့နော်ငါထဲကြလာဆဲပြီးတော့မင်းတို့ကောင်တွေဟိုဘက်ကြတော့မဲပြီးသူလို့လို့တော်လန့်ပြီးသူလို့လို့သွားလုံနေတယ်မင်းတို့မလွယ်ဘူးပေါ့နော်အဲ့တော့အဖြစ်မှန်ပေါ်ပေါက်ရေးကိုအမြန်ဆုံးလှုပ်ဆောင်နိုင်မယ်လို့လည်းမျှော်လင့်နေပေါ့နော် မင်္ဂလာပါဒီကနေ့ကတော့ဒီဇင်ဘာ2ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီကနေ့မှလည်းကျွန်တော်တို့ဒါထူးခြားဖြစ်စဉ်တွေလက်ရှိကြတယ်ပေါ့နော်ဒါထုံးစံတိုင်းပဲပေါ့နော်အများတန်းမှထူးခြားနေတာဟိုနေ့တိုင်းမှာပဲထူးခြားနေတာပေါ့နော်အဲ့တော့ဒီ deadline နဲ့ပတ်သက်တဲ့သတင်းတွေပြောကြမယ်ဒါပြီးရင်ဒါဖြစ်ဖြစ်စဉ်တစ်ခုလည်းဒါကျွန်တော်ပြောကြမယ်ပေါ့နော်အဲ့ဒါကတော့မင်းငင်းကဖြစ်စဉ်ပေါ့နော် CDM ဒေါက်တာအဲဒေါက်ခင်တူတူလွင်ကိုဒါမင်းငင်းဒါပါလာဖာဖွဲ့တွေကတွားပြီးတော့ဒါထိမ့်သိမ့်တဲ့ကိစ္စနဲ့ပတ်သက်လို့ပေါ့နော်ဒါရုံးရေးခံစံကဖြစ်တဲ့ဟာနဲ့ပတ်သက်လို့သူတွေမှားတယ်လေ ဘယ်လိုမှန်တယ်လဲအပြီးတော့ဒါနဲ့ပတ်သက်လို့ကျွန်တော်တို့ဘာတွေသင်ခန်းစာယူစရာရှိတယ်လဲဒါနဲ့ပတ်သက်ပြီးတော့လည်းပြောကြမယ်ပေါ့နော်စစ်ကောင်စီဘက်ကအဲ့ဒါနဲ့ပတ်သက်လို့လည်းဝါရဖြတ်နေရရှိတယ်အဲ့တော့နောက်တစ်ခုကတော့ဘုံဘော်တိုက်ပွဲရဲ့အကြောင်းကျွန်တော်ပြောမယ်ပြီးရင်ဒါဒီရက်ထဲမှာဒါအောင်မြင်မှုရခဲ့တဲ့တိုက်ပွဲရဲ့အကြောင်းပြောမယ်အဲပထမဆုံးတော့ဒါကျွန်တော်ဘုံဘော်တိုက်ပွဲလေးနဲ့ပဲပြောမယ်ပေါ့နော်ဘုံဘော်မှာဒါတည့်ရတယ်မယ်စစ်ကောင်စီကမြေပြင်စစ်သားတွေအထိနာနေတယ်ဆိုတဲ့ဟာကလည်းဒါနေ့စဉ်နဲ့မြတ်တိုက်ပွဲတွေကရှိနေတာ哦တိုက်ပွဲတွေရှိတဲ့အခါတိုင်းမှာစစ်ကောင်စီကအမြဲတမ်းအထိနာနေတာဒါထုံးစံပဲပေါ့နော် အဲသူတို့ဘက်ကတော့ပြောကြရရှိတယ်အာမင်းတို့ဘက်ကအာစစ်သားမဟုတ်ဘူးလားဗောနော်မင်းတို့ဘက်ကပါရင်းညရည်လားဗောနော်မင်းတို့ဘက်ကမသေးကြတော့ဘူးလားဒါဘာညာလဲပြောနေကြဗောနော်ဒါမှမဟုတ်ဟုတ်တယ်ဒီဘက်ကတော်လိုင်းတပ်ဖွဲ့တွေကသူတို့လုံမှာမဟုတ်တာလीနော်သူတို့စီရကောင်တွေကအတိအတိုင်းပဲအတိညာမရှိဘူးရီမန်းချက်ရည်ရချက်မရှိဘူးပြီးရင်စစ်သားမဟုတ်ဘူးလीနော်အဲပြီးတော့ကြတော့ဒါအာနာရှင်အတွက်လုံနေတဲ့သူတွေလीနော်အဲတော့အဲအကြောင်ဘယ်လိုပဲဖြစ်ဖြစ်သူတို့က တိုက်တိုင်းရှုံးနေအောင်ပါပဲပေါ့နော်ဗမော်ကတည်တဲ့အတိုင်းပဲဗမော်စစ်မြေပြင်မှာနေတိုင်းနှီးပါတိုက်ပွဲတွေပြင်းထန်နေတာတွေရှိတယ်တိုက်ပွဲတွေဖြစ်စဉ်နဲ့အများအန်းထိတွေ့မှုတွေရှိကြတယ်ပေါ့နော်အဲ့တော့သတင်းတွေသာဒါ online ပေါ်ကိုတက်မလာတာဖြစ်တယ်မြေပြင်မှာတော့ထိတွေ့တိုက်ပွဲတွေတောက်လျှောက်ရှိတယ်ဘာကြောင့်လဲဆိုတော့စစ်ကောင်စီကဒီနေရာကိုအပိသက်ထိန်းချုပ်ရဖို့အတွက်အသေးအံဖြစ်နေတာအဲဒါကြောင့်မလို့လေဒါတမမှုနှစ်ယောက်လုံးပေါ့ဗောနော်အာဒါမင်းအောင်လိုင်းနေနဲ့တော်တော်လေးဖိအားပေးထားတဲ့ပုံစံမျိုးတွေ့ရတယ်တမရှိရှိတမမှုဆိုတာဆဲဆိုနေတာဗောနော် သူ့အောက်မှာရှိတယ်ဒါယာယီတန်ရင်းမှုတွေဆိုရစရာကိုမရှိဘူးအဲ့လိုပုံစံမျိုးတွေကြီးပဲဆဲဆိုနေတာပေါ့နော်အခိုင်းနိုင်ရင်လည်းဟိုလုံးဝမဖြစ်နိုင်တဲ့အရာလေးကြီးခိုင်းနေတာမဖြစ်နိုင်ဆိုသူတို့အတွက်မဖြစ်နိုင်တာအဲ့တော့ဒီလက်အောက်စစ်သားတွေကိုဒါအသေးခံခိုင်းပြီးရောစစ်ကြောင်းတွေထိုးခိုင်းနေတာတွေရှိတယ်ဒါပေမဲ့လည်းမြေပြင်မှာသူတို့ရဲ့ CA ရီမန်ချက်ကဘယ်တော့မှမပြည့်ဝတဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော်လက်ရှိကိုပဲတိုက်ပွဲတွေပြင်းထန်နေပြီးတော့ဒါပြီးခဲ့တဲ့ရက်ပိုင်းမှာစစ်ကောင်စီစစ်ကြောင်းအသေးပြောက်များပြီးတော့အထိနာတယ်ဆိုပြီးတော့သတင်းတွေ တက်လာတာအလုံးတွေ့ရမှာပါဗောနော်အဲ့တော့အဲ့ဒီနဲ့ပတ်သက်ပြီးတော့ဒါမြေပြင်မှာမေးကြည့်တဲ့ခါကျတော့လေဒါအတီပြုတ်တယ်ဗောနော်စစ်ကောင်စီစစ်ကြောင်းအထိနာသွားရှိတယ်အဲ့တော့လေးမိုင်ဘက်ကနေပြီးတော့ဒါဌာနချုပ်စီကိုပြန်ဆုတ်တဲ့စစ်ကြောင်းကိုဒါ KIA က drone နဲ့ဘုံသီးချပြီးတိုက်ခိုက်ခဲ့လို့၁၀ဦးကျော်တေဆုံးတယ်ဆိုပြီးတော့သိရတာဗောနော်အဲ့တော့အဲ့ဒီအကြောင်းမေးဖြစ်တဲ့ခါအဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဒါထူးခြားတာရှိတယ်ဗောနော်ဘာထူးကြတာလဲဆိုတော့အဲ့စစ်ကြောင်းက၃ယင်းပေါင်းတာက30မပြည့်ဘူးတဲ့30လောက်ပဲရှိတယ်ပေါ့နော်၃ယင်းပေါင်းထားတဲ့စစ်ကြောင်းပေါ့နော်အဲ့ဥစ္စာတော့မှပဲ30လောက်ပဲရှိရဲဆိုပြီးတော့ပြောတယ် တော်တော်ကိုအထိနာနေတာတဲ့အိုက်စစ်ကြောင်းပါဗောနော်အဲ့တော့ဒီလိုမျိုးအထိနာလို့လဲသူကဌာနချုပ်ကိုပြန်ခေါ်တာမျိုးဖြစ်မယ်ဗောနော်ပြန်ပြီးတော့ဆုပ်ခေါ်တာမျိုးဖြစ်မယ်အဲ့တော့ထွက်ပြေးတာဗောဗျာလက်ရှိစစ်မြေပြင်မှာဒါလက်ရှိစစ်မြေပြင်အနေထားရဗောနော်ဒါအင်အား30ဆိုတာဒေါ်လာရင်းတက်တည်းရဲ့တိုက်ခိုက်မှုကိုခုခံဖို့ဘလို့မှလုံလောက်တဲ့အင်အားမဟုတ်တော့အင်အား30ဆိုတာဘာမှမဟုတ်တော့တကယ်ပြောတာအဲ့ဒါတကယ်အခုလက်ရှိမြေမှာမြင်တွေ့နေရတဲ့အနေထားရကိုပြောတာပေါ့နော်အခုစစ်ကောင်စီစစ်ကြောင်းလိုက်ပြုတ်ပါတယ်ဆိုတော့နေရာတွေကိုကြည့်ကြည့်လိုက်ရင်အင်အား100ရှိတယ်80ရှိတယ် 150ရှိတယ်130ရှိတယ်ဒါမျိုးအနေထားမျိုးတွေနဲ့ဒီလောက်အင်အားအများကြီးတွေနဲ့လာနေတဲ့စစ်ကြောင်းတွေကိုတော့မှပဲသလိုင်းတပ်ဖွဲ့တွေကပြတ်ထွက်သွားအောင်ဖြုတ်နေတာတွေရှိတယ်ပေါ့နော်အဲဒါကြောင့်မို့လို့ဒါ gain လို့အစင်လာရှိပါတယ်ဆိုတော့အဖွဲ့ကြီးအနေနဲ့ကလည်းဒီ30လောက်ကိုဘာမှမှုနေမှာမဟုတ်ဘူးပြီးတော့ဗမော်စစ်မျက်နှာများတည်တဲ့အတိုင်းပဲပေါ့နော်အများကြီးပဲသလိုင်းတပ်ဖွဲ့တွေအများကြီးပါကြတယ်တပ်ဖွဲ့အစုံကိုပါတယ်ဗျာပြောရရင်အဲဒါကြောင့်အဲ့လိုမျိုးပုံစံမျိုးနဲ့ကြုံနေရတဲ့စစ်ကောင်စီကအင်အား30ဆိုတဲ့ဟာကသူတို့ရဲ့စီအေးဂျီမက်ဂျက်ပြေဝအောင်ခိုင်းမှုဆိုတာဘလို့မှမဖြစ်နိုင်ဘူး မင်းဟိုနားလေးရှင်းလိုက်ပါအောင်ဒီနားလေးရှင်းလိုက်ပါအောင်ရှင်းလိုက်ပါအောင်ဆိုတော့သူတို့အသက်တွေကိုပြောနေတာမင်းဟိုနားလေးအသေးခံခံလိုက်ပါအောင်ဒီနားလေးအသေးခံခံလိုက်ပါအောင်အဲအဲ့လိုမျိုးပုံစံမျိုးတွေဖြစ်နေတာဗောနော်အဲဒါကြောင့်မလို့လေတည်တဲ့ဖြစ်စဉ်တွေအများကြီးဖြစ်နေတာနောက်တစ်ခုကျွန်တော်ဒါအဲစာခါ21ကနေပဲထွက်လာတဲ့ရာရှိတယောက်နဲ့ကျွန်တော်ဒါစကားပြောပြတယ်ဗောဗျာပြောပြတော့ကျတော့စစ်ကောင်စီဘက်ကတော်တော်လေးအခြေအနေစိုးနေရတယ်သိရတယ်အဲသူတို့ကနီးလန်းအကုန်တော့တုံးတာဗျာဘာကြောင့်လဲဆိုတော့သူကဒီဝါရင့်စစ်သားတွေတုံးနေ အဲပြီးရင်ဝါရင်စစ်ဘိုးတွေပေါ့နော်စစ်ဘိုးတွေစီနီယာကြတဲ့စစ်ဘိုးတွေဒါမျိုးပုံစံမျိုးတွေကစတုံးပြီးတော့သူတို့မြေပြင်မှာဒါတိုက်ပွဲတွေပေါ်ဆောင်တာတွေစစ်စင်ရေးတွေလှုပ်လှုပ်ရှားတာတွေလှုပ်ခိုင်းနေပေါ့နော်ဒါပေမဲ့အဲ့ကောင်တွေကိုမခံနိုင်တာအဲ့လိုမျိုးအဲသူ့ကိုဆိုရင်ပေးထားတဲ့တယောက်ရှိရပေါ့နော်သူ့ထက်ကစီနီယာတယောက်ရှိတယ်အဲ့စီနီယာတယောက်နဲ့အတူတူလှုပ်ခိုင်းတယ်လှုပ်ခိုင်းတဲ့အချိန်မှာဒီစီနီယာရှိတဲ့မင်းသူ့အကူပေါ့ဘာညာပေါ့အဲအဲ့လိုမျိုးလှုပ်ခိုင်းတယ် ။နောက်အဲ့စီနေရာအစပြေးလာသူစီရောညီလေးငါတို့မရတော့ဘူးဗျာညာစကူအဲ့လိုပုံစံမျိုးနဲ့ပြေးလာတဲ့ဖြစ်စဉ်တွေကအများကြီးရှိတယ်။အဲစစ်ကောင်စီကဗမော်ကိုတော်တော်လေးစိုးစိုးဝါအနေထားမျိုးနဲ့သူရင်ဆိုင်ခဲ့ရတာပေါ့နော်။ဒါပေမဲ့လည်းဘယ်အချိန်မှလှည့်ပြောင်းပြန်ဖြစ်တယ်သူတို့အသက်ရှူဖို့ပြန်ဖြစ်သွားတယ်ဆိုတော့ရေချောင်းကနေရောက်လာတဲ့စစ်ကူတွေအဲအဲ့အပိုင်းမှာတော့သူကတော်တော်လေးအသက်ရှူချောင်သွားတဲ့အနေထားတွေ့ရတယ်ပေါ့နော်။ဒါတော့မှပဲမြေပြင်မှာသူအပြည့်ဝထိန်းချုပ်နိုင်တဲ့ပုံစံမျိုးမရှိသေးဘူး။တကယ်ကိုမရှိသေးဘူး။ အဲသူတို့ဘက်ကတော့လော်ဂျင်နာတွေလော်ကြလိမ့်မယ်ပေါ့နော်ဒါပေမဲ့မြေပြင်မှာသူတို့ရဲ့စစ်သားတွေအသေးပြောက်တွေအခုချိန်ထိများနေတော့မဲ့ပေါ့နော်သူတို့လုံးဝအပြည့်ဝထိန်းချုပ်နိုင်ပါတယ်ဆိုတဲ့ဟာဒီလိုပုံစံမဟုတ်ဘူးလုံးဝအဲ့ဒီနာထီကိုတော်လိုင်းတက်ဖွဲ့တွေကမကတ်နိုင်တော့ဘူးဆိုရင်တော့ဖြင့်ဟုတ်တယ်ဒါဆိုရင်တော့သူတို့ထိန်းချုပ်နိုင်တာမှန်တယ်ပေါ့နော်ဒါပေမဲ့အခုကြည့်တွားလေရာထိနေတာအဲကောင်းတယ်မြို့ကလည်းတော်တော်လေးစိုးစိုးဝါးကိုပျက်စီးသွားပြီလို့ပြောရမှာပေါ့နော်အပျက်စီးပုံကြီးတွေဖြစ်နေပြီအဲအဲ့လိုအနေထားထိကိုရောက်သွားပြီပေါ့နော်အဲ့တော့နှစ်ဖက်ပြစ်ခတ်မှုတွေနှစ်ဖက်တိုက်ခိုက်မှုတွေက စစ်ပွဲတပွဲရဲ့အနေထားယုံဆိုတဲ့အတိုင်းပဲဘုံမျိုးကလုံးဝကြည်မွားပြည့်စည်နေတဲ့အနေထားမျိုးပေါ့နော်အဲ့တော့ကျွန်တော်နိုင်ငံမှာအဲ့လိုပုံစံမျိုးဖြစ်နေတဲ့မျိုးတွေကအများကြီးလို့ရှိလာနေပြီပေါ့နော်အဲ့တော့ဒါကလည်းကောင်းတဲ့လက္ခဏာတော့မဟုတ်ဘူးပေါ့နော်အဲ့တော့စစ်ကောင်စီကိုမြ мян မျိုးဖြုတ်နိုင်ဖို့အရေးကြီးတယ်ပေါ့နော်နောက်တစ်ခုကဒါကျွန်တော်ခုနပြောတဲ့ဒေါက်တာခင်သူသူလွင်တဲ့ကိစ္စပေါ့နော်အဲ့ဒါကဒါမင်းကင်းပါလာဖားနဲ့ဒေါက်တာခင်သူသူလွင်ရဲ့ဒီရုပ်တံမှတ်တမ်းပေါ့နော် ရုပ်တံဗီဒီယိုဖိုင်တစ်ခု online ပေါ်မှာပြန့်နှံ့လာတယ် အဲ့ဒါကလည်းဒီလူစိတ်ဝင်စားမှုအရန်များသွားတယ်ပေါ့နော်ရုပ်တံဆိုတော့ဒါအားလုံးလည်းကြည်ပြီးလောက်ပြီးဒီရနဲ့ပတ်သက်လို့မှတ်ချက်တွေလည်းပေးကြရည်လည်းအများကြီးပဲအခုမြင်ကိုမြင်ပြောကြရည်လည်းအများကြီးပဲပေါ့နော်အဲ့တော့ဒီဘက်မှာဒါကျွန်တော်တို့ဒါအချင်းချင်းကြားထဲမှာဒါမျိုးပေါ့နော်ကိုမြင်သူမြင်ပြောကြဆိုကြရည်ရှိတဲ့ကြားထဲကမှစစ်ကောင်စီဘက်ကလည်းဒီဥစ္စာကိုဝါရဖြန့်ဖို့အတွက်ထိုးခွဲဖို့အတွက်တက်ရှူဖို့အတွက်လှုပ်လာနေတဲ့ပုံစံမျိုးလေးလည်းတွေ့လာရလို့ဒီကြောင်းကိုထည့်ပြောတာဖြစ်တယ်ပေါ့နော်အဲ့တော့မင်းကြီးမျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ CDM ဒေါက်တာဒေါခင်တူတူလွင်ကိုမင်းကင်းပါလာဖအဖွဲ့တွေကပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံအဖြစ်ရန်နာပြီးချိန်လုပ်ငန်းဆိုင်ရာစီးရင်စရာတွေရုပ်လုပ်ငန်းသုံးပစ္စည်းတွေနဲ့ဒါငွေကြေးဆိုင်ရာကိစ္စရပ်တွေရှင်းလင်းလွှဲပြောင်းပေးဖို့အချိန်ကြီးဒါတရားဝင်စာပေးဖို့ညှိနှိုင်းတောင်းခံခဲ့တယ်။နောက်ပြီးတော့ဒါပြည်သူ့ဘက်မျက်နှာမူပြီးတော့ CDM လုတ်ခဲ့တာရဲ့ဒေါ်လိုင်းမှာပူပေါင်းပါဝင်ဆောင်ရွက်မှုရဲ့ဒီအားတွေပေါ်မှာအလေးထားပြီးတော့ဒါကာလကြာကြီးပေါ့နော်။ကာလတစ်ခုကြာသည်ထိတိုင်အောင်သူတို့ရှင်းလင်းဖို့ဆောင်ဆိုင်ခဲ့တာတွေလည်းရှိတယ်။ဒါပေမဲ့လည်းလာရောက်ပြီးဖြည့်ရှင်းခဲ့တာတွေမရှိဘူးဆိုတော့နောက်မှာ အခုလိုမျိုးတွားရောက်ပြီးတော့ခေါ်ဆောင်တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးခေါ်ဆောင်တဲ့အခါမှာဒီဗီဒီယိုမှတ်တမ်းကတက်လာတာခေါ်ဆောင်တဲ့ဖြစ်စဉ်ကိုတက်လာတာဖြစ်တယ်အစဆုံးပုံစံမျိုးမဟုတ်ဘူးဖြစ်စဉ်ကြီးတစ်ခုလုံးဒီဟာတွေစပြီးဖြစ်ပါပြီဆိုတဲ့ကပုံစံမျိုးနဲ့တင်ထားတဲ့ဟာမှမဟုတ်တာတွားပြီးတော့ခေါ်ဆောင်တဲ့အခါမှာရုံးရင်းဆိုင်ခန့်ဖြစ်တဲ့ဟာကိုတင်လာတာပေါ့နော်အဲ့တော့ပထမဆုံးမြင်ရတာတော့ဒါခုနလိုလာလာပါပြီဆိုတဲ့အချိန်မှာကနေကပေါ့နော်ဒါဆီယာမားကနေပြီးတော့ပြောတယ်ပေါ့နော် အဲငါ့ကိုမထိနဲ့ထိရဲထိကြည့်ဒါမျိုးပြောတာရရှိတယ်အဲ့မှာဒါဒီပါလာတဲ့ဒီပါလာဖာအဖွဲတွေကတာဝန်ရှိသူတယောက်ကလည်းကောင်းကောင်းမွန်မွန်ပြောဆိုနေတာတွေ့ရဒါဒါကျွန်တော်ဘယ်ဘက်မှမလိုက်ဖဲနဲ့ကျွန်တော်ပြောကြည့်မှာပေါ့နော်ကောင်းကောင်းမွန်မွန်ပြောဆိုနေတာအဲဆရာမကျွန်တော်ဒါမသိတာလည်းမဟုတ်ဘူးပေါ့နော်ဒါမသိတဲ့သူတွေလည်းမဟုတ်ဘူးမမြင်ဘူးတဲ့သူတွေလည်းမဟုတ်ဘူးအဲအဲ့ဆရာမဆရာမပြောတယ်ပေါ့နော်အဲကျမကတော့မသိဘူးကျမကမမြင်ဘူးအဲ့လိုပုံစံမျိုးကြီးပြောကြတာရှိတယ်ဒါပေမဲ့ကောင်းကောင်းမွန်မွန်ပဲ like ခဲ့ပေးဖို့ဒီဟာကို like ပြီးတော့ဖြည့်ရှင်းပေးဖို့ဆိုတဲ့ပုံစံမျိုးနဲ့ပြောတယ် ဒါတော့အလုံးမြင်ပြီးသားပါတော့အဲ့ချိန်မှာပဲဒီလိုခေါ်တဲ့ခါမှာညင်းစင်တာတွေဖြစ်လာတယ်တဖြည်းဖြည်းနဲ့အချိန်တက်လာတယ်ဟာဓာဘူးတွေပါပေါက်ခွဲပြစ်တယ်ပေါ့နော်အနောက်ဆုံးဆွဲလာရန်လာတွေဖြစ်တယ်ဟာခွေးတွေကအစကိုက်တယ်အဲ့လိုပုံစံမျိုးပေါ့နော်အဲ့လောက်ကြီးအချိန်နေထိဖြစ်သွားတာအဖြစ်သွားပြီးတော့နောက်ဆုံးဒါလက်ထိတ်ခတ်ပြီးတော့ဒါဆွဲပြန်ပြီးတော့ခေါ်သွားရတဲ့အနေထားရောက်သွားတယ်ပေါ့နော်အဓိကတော့ဒါဟိုဘယ်လိုပြောမလဲအဓိကတော့ဒါရုံးရင်းဆံကဖြစ်တာဖြစ်တဲ့အတွက်ပေါ့နော်ဆွဲလာရင်လာပုံစံမျိုးနဲ့ဖြစ်သွားအဲ့တော့အဲ့မှာရုပ်ဆိုးအကြီးတန်သွားတာဘာလဲဆိုတော့ယောက်ျားလေးနဲ့မိန်းကလေးဖြစ်နေတာပေါ့နော် အဲ့ပါလာဖအဖွဲ့မှာဒါအမျိုးသမီးဒါရဲမေဒါခုနလိုစစ်မေပေါ့နော်တာဝန်ရှိတဲ့သူတွေပါလာပြီးတော့ဒါအမျိုးသမီးကိုဒါခုနလိုမျိုးခေါ်ဆောင်မယ်ဆိုရင်ဒီချိန်နေထိဖြစ်စရာမရှိဘူးနောက်တစ်ခုကလည်းခေါင်းခေါင်းမုံမုံပြောနေတဲ့အချိန်မှာဆ iam အနေနဲ့လက်ခံပြီးတော့လိုက်သွားပြီးတော့ဖြည့်ရှင်းလိုက်ရင်လည်းဒီလိုအချိန်နေမျိုးထိတော့ဖြစ်မှာမဟုတ်ဘူးပေါ့နော်အဲ့ဟာတွေကနောက်ွယ်ကအကြောင်းတွေကဘာကြီးလဲတော့ကျွန်တော်လည်းမသိရဘူးဒါပေမဲ့လည်းရုပ်ဆိုးကြီးတန်တဲ့ဖြစ်စဉ်တစ်ခုတော့ဖြစ်သွားတယ်အဲ့ပေါ်မှာချနင်းပြီးတော့ဒါသွေးခွဲမဲ့ပုံစံမျိုးတွေလည်းစစ်ကောင်စီဘက်ကလုပ်တယ် စစ်ကောင်စီဘက်ကအဖွဲ့တွေအဲတက်ထောက်ခံတဲ့အဖွဲ့တွေဘောမာတွေလော်ဘီတွေကဓာကြီးကိုမိမောင်းထိုးပြပြီးရောဗောနော်အဲတွေ့လာအာနာရှင်မဲ့ဘာထုလဲညာထုလဲအသွင်ယူပြီးတော့လုံနေတဲ့ဟာတွေရှိတယ်ဗျာတချို့အကောင့်တွေဆိုရင်ကျွန်တော်ဘလို့ဖြစ်လို့တိတာလဲဆိုတော့သူကအဲ့ဒီသူတို့သွေးခွဲတဲ့ပုံစံသူတို့အသွင်ယူတဲ့ပုံစံဗောနော်ဒါမသိရင်ဒါကျွန်တော်တို့ဘက်ကအဖွဲ့ကပဲဒီဟုတ်ဒီဟာကိုဒါသူကလုံးဝလာပြီးတော့ဝေဖန်နေတဲ့ပုံစံမျိုးနဲ့ရေးနေတာ အမေကရောမဟုတ်အဲ့တယောက်ဆိုရင်သူကကျွန်တော်ထဲမှာအမြဲတမ်းလာဆဲနေကြလူသူကအမေအဲ့ဒီဗီဒီယိုတစ်ခုရဲ့အောက်မှာကျတော့သူကသွားပြီးတော့အဲဘာထူးလို့လဲငါတို့ကအာနာရှင်ကိုတော်လန်နေတာအာနာရှင်လိုမျိုးကောင်နေလက်အောက်မှာတော့ငါတို့ကဘာလို့နေရမှာလဲဒါစီဒီယန်ဆိုတဲ့ဟာကဘာဖြစ်တယ်ညာဖြစ်အဲ့လိုပြောထားတာကျွန်တော်မှတ်မိနေတာဒီကောင်ကျွန်တော်စီမှာအမြဲတမ်းလာလာဆဲနေလို့ပေါ့နော်အဓိကတော့ကျွန်တော်နဲ့ဒါတော်လိုင်းတက်ဖွဲ့နေအင်တာဗျူးတဲ့ အဲဗီဒီယိုပေးမှာဆိုပိုဆိုးတယ်အကောင်အဲ့လိုပုံစံမျိုးနဲ့သူကလာလာပြီးတော့ပြောနေတဲ့ကောင်အဲကြောင့်သူကအဲ့ဗီဒီယိုအောက်မှာသူကသွားပြီးတော့ပြောနေဟာဒီကောင်လေးမလွယ်ပါလားဘောနော်မင်းသွေးခွဲတာတက်ရှူတာသူကမဲအဲ့လိုပုံစံမျိုးလာလုံနေတာတွေ့လို့ကျွန်တော်ဒီကြောင်ပြောရတာဘောနော်အဲ့တော့ကောင်းမွန်စွာနဲ့လိုက်သွားမယ်ဆိုရင်အခုလိုရုံးရင်ခံဆန်ကတ်တွေမဖြစ်တော့ဘူးအဲပြီးတော့ဘာကြောင့်သွားပြီးတော့မဖြေရှင်းတာလဲဒါလည်းကျွန်တော်တို့စဉ်းစားမယ်ဟာဖြစ်တယ်အချိန်ကြာလာသည့်အထိမဖြေရှင်းတာဘာကြောင့်လဲ ပြီးတော့ကောင်းမွန်စွာပြောဆိုနေတဲ့အချိန်မှာဘာကြောင့်မလို့အသားကြီးဆ iamma ကမလိုက်သွားတာလဲပေါ့နော်ဒါကိုတော့ဒါကာယကံရှင်တွေပဲသိလိမ့်မယ်ပေါ့နော်ပြီးတော့နောက်ထပ်ပြောချင်တာကဒီဗီဒီယိုကိုကြည့်ပြီးတော့ပေါ့နော်မိန်းမသားတယောက်ကိုအခုလိုတွေလုံးဆရာမလိုဘူးဆိုပြီးတော့ပြောဆိုတာတွေလည်းများလာတယ်ဒီလိုပြောဆိုမှုတွေကိုဒါမြေပြင်အခြေအနေသိထားတဲ့သူတချို့ကပြန်ပြီးတော့ထောက်ပြကြရည်လည်းရှိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒီအခုလိုမျိုးပြောနေတဲ့သူတွေမသိဘဲနဲ့မပြောကြပါနဲ့မသိဘဲနဲ့ရမ်းမြေးကြပါနဲ့ပေါ့နော်ဒါ ဒီဗီဒီယိုကြည့်ပြီးတော့ကျွန်တော်တို့လည်းဟုတ်တယ်အာမိမသားတယောက်ကိုနိုင်ကြည့်နေတယ်ဆိုတော့အမြင်မျိုးမြင်ကောင်းမြင်နိုင်တယ်ပေါ့နော်ဒါပေမဲ့အိုက်ဟာရဲ့နောက်ွယ်ကအကြောင်းရင်းတွေကိုချိုသိတဲ့သူတွေကထုတ်ပြန်မှုမထွက်လာခင်တွေကပြောနေကြရရှိတယ်ပေါ့နော်အဲ ICDM ဆီယမားကပေါ့နော်ဒေါက်တာဆီယမားကဒီလိုဒီကြောင်းရှင်းစရာတွေရှိတယ်စသဖြင့်ဒီလိုမျိုးပြောကြရတွေ့ရတယ်ပေါ့နော်အဲအဲ့လိုမျိုးတွေဖြစ်ပြီးရဲ့နောက်မှာပဲဒါ NUG ပြည်ထဲရရနေပြီးတော့ဒါအလင်းမြန်မဲ့ထုတ်ပြန်ချက်တစ်စောင်းထုတ်ပြန်လာတယ်ပေါ့နော်အဲ့တော့ဒေါက်တာခင်သူသူလွင်ဟာဒါ CDN စေယုံအုပ်ကြီးလည်းဖြစ်တယ် မင်းကြီးမျိုးနဲ့ဒါပါဖတာဝန်ခံလုပ်ခဲ့တယ်လက်ရှိတာဝန်ကနေရန်နာထားတာဖြစ်တယ်ဒီလိုတာဝန်ကနေရန်နာပြီးရဲ့နောက်မှာဒါသူအလုပ်ငန်းဆိုင်ရာပေါ့နော်အလုပ်ကိစ္စနဲ့ဆိုင်တဲ့စရင်စရာတွေနဲ့ဒါအခွန်ငွေကျပ်သိန်း3000ကျော်ပြန်ပြီးတော့အနှံ့ရေးကိစ္စပေါ့နော်အဲဥစ္စာတွေပါတယ်ထပ်ပြီးတော့သိရတာကဒီပါဖတာဝန်ခံအဖြစ်နဲ့တာဝန်ထမ်းဆောင်နေစဉ်မှာမင်းကြီးပါကပါကနေပြီးတော့ငားရန်ပေးထားတဲ့ AK47 တလက်ပေါ့နော်အဲ့တလက်ကိုပြန်ပြီးတော့အနှံ့ချင်းမရှိဘူးဆိုတာလေ ဒီထုတ်ပြန်ချက်ထဲမှာတွေ့ရတယ်ပေါ့နော်အဲ့တော့ဒေါက်တာခင်သူသူလွင်ကလည်းပြောရရင်ဒေတာကန်နေနဲ့ဒါတော်လိုင်းရဲဘော်တွေကိုကျမ်းမာရေးစောင့်ရှောက်မှုတွေပေးနေတဲ့သူဖြစ်တယ်ပေါ့နော်ပြောချင်တာတော်လိုင်းဘက်မှာပါဝင်နေတဲ့သူတွေကြီးပဲပေါ့နော်ပြောမယ်ဆိုရင်သွားပြီးတော့ထိမ့်သိမ့်တဲ့သူတွေကလည်းဒီဟာပဲပြီးတော့ဒီထိမ့်သိမ့်ခံရတဲ့ဆီယမားကလည်းဒီဟာပဲပေါ့နော်ပြောရရင်တော်လိုင်းဘက်မှာပဲပါဝင်ပူပေါင်းလှုပ်ဆောင်နေတဲ့သူတွေပဲဖြစ်တယ်အဲ့တော့ခုနအလုတ်ကိစ္စဆိုတဲ့ဟာတွေခဏဖယ်လိုက်ရင်ဒီဘက်မှာဒီဘက်ကတော်လိုင်းနဲ့ပတ်သက်ပြီးတော့ပူပေါင်းပြီးတော့လုပ်နေကြတဲ့သူတွေကြီးပဲဖြစ်တဲ့ကိစ္စ တော့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဘယ်သူမှားတယ်လဲဘယ်သူမှန်တယ်လဲဆိုပြီးတော့ညှင်းခုန်ကြရည်လည်းရှိတယ်ပေါ့နော်အဲ့တော့ဒီရုပ်သက်မှတ်တမ်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါကျွန်တော်တို့ဒီရုပ်သက်မှတ်တမ်းရဲ့အမြင်ကိုပဲကြည့်ပြီးပြောမယ်ဆိုရင်ကျွန်တော်အနေနဲ့နှစ်ဖက်လုံးမှားတယ်လို့မြင်ရတယ်ဒါတကယ်ပြောတာအဲဘာကြောင့်လဲဆိုတော့ဘတ်မလိုက်ပဲနဲ့ပြောပြတာပေါ့နော်ဘာကြောင့်လဲဆိုတော့အခုလိုမျိုးသွားပြီးတော့ဒါပါလာဖာအဖွဲ့တွေဒါဆီယမောက်ကိုသွားပြီးတော့ခေါ်ဆောင်တဲ့အချိန်မှာမျိုးသမီးရဲပုံမထည့်ပေးတာပေါ့နော် မျိုးသမီးရဲဘော်ကပို့ပြီးတော့ဖြစ်တင်တယ်ဆိုပြီးတော့ကျွန်တော်မြင်တယ်ပေါ့နော်မြင်တယ်ကောင်းကောင်းမွန်မွန်နဲ့ပြောဆိုမယ်ဆံမကိုအတားတကြီးခေါ်ဆောင်တာတွေဒါမျိုးပုံစံမျိုးတွေလည်းအရင်ဆုံးတော့လှုပ်တင်ဒါလိုအပ်ချက်တစ်ခုဖြစ်သွားတယ်ဆိုကျွန်တော်တော့မြင်တယ်ပေါ့နော်အဲ့ဒီနေရာမှာမျိုးသမီးရဲဘော်ဆိုရင်ဒီလိုမျိုးပုံစံမျိုးကျွန်တော်တို့မြင်မိမှာမဟုတ်ဘူးအခုတော့ရုပ်စိုးကြီးတန်တဲ့ပုံစံမျိုးမြင်တွေ့ရတယ်ပေါ့နော်အဲ့တော့ရဲဘော်တွေကတော့ဒါပြောမယ်ဆိုရင်အခုသွားပြီးတော့ထိမ့်သိမ့်ပါလေဆိုတဲ့ရဲဘော်တွေကလည်းဆံမပေါ်မှာအနိုင်ကျင့်လို့စိတ်ထိခိုက်စိတ်လို့စိတ်ပေါ့နော်အဲခုနလိုလက်နက်အားကိုနဲ့ ဒါဖိနှိပ်ခြင်းတဲ့ပုံစံမျိုးကတော့လုံးဝမတွေ့ရအောင်ဒါကျွန်တော်တကယ်အဲ့ဒါတော့မမြင်ရတယ်ဗောနော်အစပိုင်းမှာလည်းကကောင်းကောင်းမွန်မွန်ပုံစံမျိုးနဲ့ပြောနေတာကိုတွေ့ရတယ်ဆရာမကဘာကိစ္စကြောင့်မလို့ပဲဒါကျွန်တော်ကတစုံတစားပဲမြင်ရတာဗောနော်ဘာကိစ္စကြောင့်မလို့ तू အဲ့လောက်ကြီးတိဒေါသထွက်နေတာလဲဆိုတဲ့ဟာတော့မသိဘူးဘာကိစ္စကြောင့်မလို့ तू အဲ့လောက်ထိအကြောက်ခံဖြစ်နေတာလဲဆိုတာတော့မသိဘူးဗောနော်သူ့ဘက်ကလုံးဝအကြောက်ခံပုံစံမျိုးနဲ့ကိုညင်းနေတာဗောနော်ငါတအားထိရဲထိကြည့်ထိကြည့်လိုက်လေလာပါလာပါလာပါအဲအဲ့လိုပုံစံမျိုး ခေါ်တဲ့ဟာမျိုးတွေကစပါတော့ဒါတွေလည်းမြင်တွေ့ရအဲ့တော့နှစ်ဖက်လုံးမှားတယ်ကျွန်တော်ပြောချင်တာလေအဲ့တော့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ပေါ့နော်အဲတချို့ပြောကြရရှိတယ်စစ်ကောင်စီနဲ့ဘာမှမထူးတော့ဘူးမဟုတ်ဘူးစစ်ကောင်စီနဲ့နှိုင်းလို့တော့မရဘူးပေါ့နော်စစ်ကောင်စီနဲ့ဘာကြောင့်နှိုင်းလို့မရလဲဆိုစစ်ကောင်စီနဲ့မတူလို့ပြပြောရစစ်ကောင်စီကအဲ့လိုမျိုးလာပြောမှာမဟုတ်ဘူးစစ်ကောင်စီကအဲ့လိုမျိုးကောင်းကောင်းမွန်မွန်နဲ့ပေါ့နော်ဒါဆရာမလိုက်ခဲ့ပါကျွန်တော်မမြင်ဘူးတဲ့မတွေ့တဲ့သူတွေလည်းမဟုတ်ဘူးမသိတဲ့သူတွေလည်းမဟုတ်ဘူးဒါမျိုးပုံစံမျိုးနဲ့ပြောမှာမဟုတ်ဘူးစစ်ကောင်စီကတော့ အဲကြောင့်မလို့နှိုင်းလို့တော့မရဘူးပေါ့နော်နောက်တစ်ခုကအဲ့မှတ်တမ်းရိုက်နေတယ်ဗီဒီယိုမှတ်တမ်းရိုက်နေတယ်စစ်ကောင်စီသားဆိုရင်ဒါကျွန်တော်ပြောနေကြပါပဲရှေ့မှာဖြစ်စဉ်တစ်ခုဖြစ်ခဲ့တယ်လေဒါ Manly PDN နဲ့ပတ်သက်တဲ့ကိစ္စပေါ့နော်ဖြစ်စဉ်တစ်ခုဖြစ်ခဲ့တာရှိတယ်အဲ့လိုပဲအခုလဲဒါတပ်ဖွဲ့တွေကဒီဗီဒီယိုမှတ်တမ်းရိုက်နေတာသိတာပါပဲဒါပေမဲ့အဲ့ဟာနဲ့ပတ်သက်လို့ဘာမှပြောတာမျိုးမရှိဘူးသူတို့သာတကယ်ပေါ့နော်စစ်ကောင်စီလိုမျိုးဆိုရင်ဒီဗီဒီယိုမှတ်တမ်းဖိုင်ကလိုင်းပေါ်တက်လာစရာလဲအကြောင်းတော့မရှိဘူးပေါ့နော်အဲ့တော့ဒါကျွန်တော်နှစ်ဖက်မျှပြီးတော့တွေးမယ်ဆိုရင်နှစ်ဖက်လုံးမှားတယ်နှစ်ဖက်လုံးလိုအပ်ချက်ရှိတယ် ဒါတာဝန်ရှိတဲ့သူတွေအနေနဲ့လည်းလွယ်ချက်ရှိတယ်နောက်တစ်ခုထပ်ပြီးတော့သိရတာကအဲဒီလိုမျိုးမျိုးသမီးရဲဘော်ကလည်းရှိချင်ပါလေရှိမှာပေါ့နော်မရှိတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါလည်းကျွန်တော်တို့တွေးဖို့လိုတယ်ပေါ့နော်အဲ့တော့ရုံးရင်ဆန်ခက်အဆင့်ထိဖြစ်သွားလို့ဒါအခုလိုမျိုးကြီးရဆိုးတယ်ဖြစ်စဉ်ဖြစ်သွားတာပေါ့နော်အဲ့တော့ဆ iam ဘက်ကလည်းလွယ်တာရှိမယ်အဲစိတ်ဆိုးဒေါသထွက်သွားပြီးတော့ဒါထိရင်ထိကြည့်လိုက်ဆိုပြီးပြောတဲ့ဟာမျိုးတွေတပူးတွေပောက်ခွဲပြစ်တာမျိုးတွေပေါ့နော် အဲ့လိုပုံစံမျိုးတွေလည်းဒါမြင်ရတယ်အဲဒါဒါကတော့ဒါကျွန်တော်ဘတ်မလိုက်ပဲတန်းပြောပြတာပေါ့နော်အဲ့တော့နှစ်ဖက်စလုံးမှာလိုအပ်ချက်ရှိတယ်ဒါနဲ့ပတ်သက်လို့ energy ပြည်တဲ့ကအကြောင်းရင်းဆုံဆုံနဲ့ပြီးတာနဲ့ထုတ်ပြန်လာတယ်တိတ်အချိန်မဆွဲပဲနဲ့ထုတ်ပြန်လာကျွန်တော်တို့ကအဲ့ဒါမျိုးကိုကြိုက်တယ်တကယ်အဲ့ဒါမျိုးကိုတကယ်လက်ခံတယ်အဲ့ဒါမျိုးတကယ်ကြိုးဆိုးတယ်အဲ့လိုမျိုးဖြစ်လဲဖြစ်တင်တယ်ပေါ့နော်ပြီးတော့ပြည်သူတွေစိတ်နှောင့်ယှက်ဖြစ်သွားတဲ့အတွက်ဒီဟာနဲ့ပတ်သက်လို့တောင်းပန်ပါတယ်ဆိုတဲ့ပုံစံမျိုးပြောတဲ့ဟာကိုလည်းတကယ်သဘောကျအဲ့ဒါကစေအုပ်စုဘက်ကသွေးခွဲလို့မရစေတဲ့အကြောင်းရင်းဖြစ်တယ် ဒီလိုမျိုးပုံစံမျိုးဟုတ်တယ်ဖြစ်ရှင်းစရာရှိတာဖြစ်ရှင်းပါပဲဒါလုံးဝလုံထုံးလုံနေရသူတို့တွေအေးအေးယူတာလည်းဖြစ်မဲ့လုံထုံးလုံနေရပါတော့အပြစ်ရှိတယ်ဆိုရင်အပြစ်ပေးတာတွေရှိမယ်အေးအေးယူတာတွေရှိမယ်အပြစ်မရှိဘူးဆိုရင်လူလူလက်လက်နဲ့ပြန်ပြီးတော့တောင်ဝင်ထမ်းဆောင်ဝင်ရတာရှိမှာပေါ့နော်အဲ့တော့ဒါက divine ပေါ့နော်အဲဒါမဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ပြည်သူတွေစိတ်နှောင့်ယှက်ဖြစ်သွားစေတဲ့အတွက်တောင်းပန်ပါတယ်ဆိုရဲဟာကတော့ကျွန်တော်တို့ကြိုးဆိုရမယ့်အရာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကထပ်ပြီးတော့သိရတာက ဒါဆရာကြီးဒေါက်တာဆိုဝေဆိုးပေါ့နော်အဲသူကလည်းဒီဆရာမစီကိုဖုန်းဆက်ပြီးတော့နှစ်သိမ့်အားပေးစကားပြောတာကြီးလောက်ခဲ့တယ်ဆိုပြီးတော့သိရတယ်ပြီးတော့ဒါစကိုင်းတိုင်းကျမကြီးတာဝန်ခံကလည်းဆရာမစီကိုလူကိုယ်တိုင်းသွားတွေ့ခဲ့တယ်ဆိုပြီးတော့ဒါဖော်ပြထားတာကြီးတွေ့ရတယ်ပေါ့နော်အဲ့တော့ဒါဟာလည်းကောင်းတယ်အဲဒါဖြစ်တဲ့ဟာပေါ့နော်ဒါတကယ်လဲလုတ်ပေးတဲ့ဟာလေလိုအပ်တဲ့ဟာတွေဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်ပြောချင်တယ်အတိအကတော့ညံ့ညံ့ဆန်ဆန်မဲ့အခုလိုမျိုးဖြစ်ရှင်းတဲ့ခါကျတော့ကောင်းမွန်တဲ့ရလက်ထွက်စေလိမ့်မယ်ပေါ့နော်အတိအကတော့ပြည်သူကြီးကြားထဲမှာလည်း အဲ့တော့ဆိုညင်ညာခုံကြရင်နဲ့ဘာဖြစ်တယ်ညာဖြစ်ပြည်သူတွေချင်းချင်းကိုပြဿနာတွေတက်နေကြပြီတော်လန်ပြည်သူချင်းချင်းကိုပေါ့နော်စကားတွေများနေကြပြီမင်းကဘာဖြစ်လဲငါကဘာဖြစ်လဲညအမျိုးသမီးတယောက်ကိုဘာဖြစ်တယ်ညာဖြစ်တယ်အဲ့လိုမျိုးတွေဖြစ်နေကြပြီဒါပေမဲ့အခုလိုမျိုးမြင်မြန်ဆန်ဆန်ထုတ်ပြန်လိုက်တဲ့ခါကျတော့အမြင်နဲ့ရှင်းသွားစေလိမ့်မယ်ပေါ့နော်အဓိကတော့ဒီဥစ္စာနဲ့ပတ်သက်လို့မမှန်ကန်ကန်လှုပ်ဆောင်ပေးဖို့ပဲကျွန်တော်တို့တောင်းဆိုတယ်ပြစ်ရှိတယ်ဆိုရင်တော့ဟုတ်တယ်ပြစ်ပေးရမယ်ရေယူရမယ်အဲ့အပြစ်မရှိဘူးဆိုရင်လည်းဒီဟာနဲ့ပတ်သက်လို့ပုံမှန်လင်းလင်းပုံစံမျိုးနဲ့ စစ်ဆေးတာမျိုးပေါ့နော်ရှင်းရှင်းလင်းလင်းပုံစံမျိုးပြန်ပြီးတော့ခြားပြတင်တာမျိုးတွေဖြစ်တင်တယ်လို့ကျွန်တော်တို့ယူဆတယ်ဒီလိုမျိုး ရှင်းလင်းတဲ့ဟာမျိုးကိုကျွန်တော်ကလက်ခံရမှာဖြစ်တယ်ကြိုးစိုးရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါကိုချက်နေပြီးတော့ဒီဖြစ်စဉ်ကိုချက်နေပြီးတော့သွေးခွဲကျင်တဲ့ကောင်နေတက်ရှူကျင်တဲ့ကောင်နေအေးမင်းတို့ဟိုဘက်ကြက်ကွက်ကောင်နေလေဗဇက်ပိတ်ဘာမှဝင်မပြောနေတော့အသွင်လည်းမယူနဲ့ပေါ့နော်ငါထဲကြလာဆဲပြီးတော့မင်းတို့ကောင်နေဟိုဘက်ကြတော့မဲပြီးသူလို့လို့တော်လန့်ပြီးသူလို့လို့သွားလုံနေတော့မင်းတို့မလွယ်ဘူးပေါ့နော်အဲ့တော့အဖြစ်မှန်ပေါ်ပေါ်ရေးကိုအမြန်ဆုံးလှုပ်ဆောင်နိုင်မယ်လို့လည်းမျှော်လင့်တယ်ပေါ့နော်အဲ့ထက်မှကျွန်တော်သဘောကျတာလေးရှိတယ်အဲ့တော့ဗာလဲဆိုတော့ဒီတိလေးတွေပေါ့နော်ဒီမွေးထားပါတယ်ဆိုတဲ့ဒီခွေးလေးတွေပေါ့နော် လုံးဝကျွေးမွေးထားတဲ့တခင်ကိုစောင့်ရှောက်တယ်ပေါ့နော်တကယ်လုံးဝအမဲခဲမယ်ကြိုက်မယ်ဆိုတဲ့ပုံစံမျိုးတော့ဝုန်းနိုင်နိုင်နေပေါ့နော်ဒါသူတို့တခင်ကိုလှုပ်တဲ့ချိန်မှာတကယ်ကြည်နူးစရာလေးပေါ့နော်ကျွန်တော်တို့ကတော့အဲ့ဟာအဲ့တိုင်းပဲမြင်တာပေါ့နော်အဲ့တော့ဒါကရိုးရိုးခွေးလေးတွေပေါ့နော်ဒါရိုးရိုးခွေးလေးတွေတကယ်ကျွေးမွေးတဲ့တခင်ကိုတိတက်တယ်စောင့်ရှောက်တယ်ပေါ့နော်သူတို့တတ်နိုင်တာကူညီပေးတယ်ဆိုတဲ့ပုံစံမျိုးအဲ့တော့တကယ်ခွေးကရှေ့မှာစစ်တလုံးပါတယ်တကယ်ခွေးကအကောင်တွေကကျွေးတဲ့လက်ကိုပြန်ကြိုက်တယ်ပေါ့နော်အကောင်တွေတည်ချင်းဆုံးပဲကြည့်နေပြီ အဲ့တော့ကြတော့ဒါကျွန်တော်တို့ဒီဘက်မှာဖြစ်နေတဲ့ပြဿနာတွေဆိုရဲဟာကပေါ့နော်စစ်ကောင်စီဘက်ကလုတ်ပါလေဆိုတဲ့လုတ်ရထည်တဲ့အများကြီးဆိုးပါလိမ့်မယ်ပေါ့နော်အဲ့တော့ဒီဖြစ်စဉ်တွေဆိုရလေတကယ်တကယ်တမ်းအခုလိုမျိုးဖြစ်ရှင်းလိုက်တဲ့ခါကျတော့ဘာမှမဟုတ်တဲ့ဟာလေးဖြစ်သွားတယ်ဒါမျိုးကိုပဲအလင်းမြန်ဖြစ်ရှင်းစေချင်တာပေါ့နော်အဲ့တော့စစ်ကောင်စီနဲ့နှိုင်းစရာလည်းမလိုဘူးစစ်ကောင်စီနဲ့မတူတဲ့ချက်တွေကအဲ့ဒီဟာလေးပဲဖြစ်တယ်ပေါ့နော်အဲ့တော့ဘသူဘသူမှအပြစ်မြင်တဲ့ပုံစံမျိုးနဲ့မဟုတ်ဘူးပြစ်ရှိရင်အပြစ်ပေးလိမ့်မယ် ြည့်ရှိရင်ရေးယူလိမ့်မယ်ပြည့်မရှိဘူးဆိုရင်လွတ်လွတ်လပ်လပ်နဲ့ပြန်ပြီးတာဝန်ထမ်းဆောင်ဝင်ရလိမ့်မယ်ပေါ့နော်အဲ့တော့အဲ့လိုပုံစံမျိုးဖြစ်ဖို့အတွက်ကိုတော့ကျွန်တော်တို့ကရှင်းရှင်းလင်းလင်းဖြည့်ရှင်းတဲ့ပုံစံမျိုးကိုဒါကျွန်တော်တို့တောင်းဆိုပါလေပေါ့နော်အဲ့တော့ဟိုဘက်ကကောင်းနေလုံးဝပသက်ပိတ်မင်းတို့ဝင်မပါမင်းတို့ဝင်ပါကြအကြောင်းလည်းမရှိဘူးမင်းတို့နဲ့လည်းမဆိုင်ဘူးပေါ့နော်မင်းတို့ကောင်းနေသွေးခွဲတက်ရှို့ဖို့ပဲလုပ်နေတဲ့ကောင်းနေမင်းတို့တက်တာအကွက်မဟုတ်ဘူးပေါ့နော်အဲ့တော့ငါတို့ဘက်ကဒီဘက်ကအဖွဲ့တွေဘလို့ပဲဖြစ်ဖြစ်မင်းတို့နဲ့မဆိုင်ဘူး နောက်တစ်ခုကတော့ဒါမိုးကုတ်အခြေအနေပေါ့နော်မိုးကုတ်ရဲ့အခြေအနေကလည်းစစ်ကောင်စီကမြို့ထဲကိုဝင်လာပြီးတဲ့နောက်ပိုင်းမှာမိုးကုတ်မြို့အနောက်ပိုင်းကရက်ကွက်တွေကိုမိရှို့တာတွေဖျက်ဆီးတာတွေလုပ်လာနေတယ်ပေါ့နော်ရက်ကွက်နှစ်ခုလောက်ကိုမိရှို့ဖျက်ဆီးရဲဆိုပြီးတော့သိရတယ်အဲ့ပြီးတော့စစ်ကောင်စီကဒါမြို့ပြင်အနောက်ချမ်းကိုပေါ့နော်စစ်ကြောင်းထိုးဖို့လုပ်တာ ਨੇ ၂၀လောက်တည်ပြီးတော့မြို့ထဲပြန်ပြေးရတယ်ပြီးအဲ့တိုက်ပွဲမှာ ကားတွေပါကြံခဲ့တယ်ဆိုပြီးတော့လည်းကျွန်တော်စုံစမ်းသိရှိရတယ်ပေါ့နော်အဲ့တော့မြို့တဲကနေမြို့ပြင်ကိုမင်းတို့ထွက်ဖို့မစင်းစားနဲ့ပေါ့နော်အဲ့လိုပဲ20 20ကြံကြံပြီးတော့ပြန်ပြေးနေရမှာပေါ့နော်အဲ့တော့ကျွန်တော်စစ်ကောင်စီကမမတ်ရဲရဲပေါ့ဗျာအဲပြောမယ်ဆိုရင်တော့ဒါတရုတ်အာကိုနဲ့ပဲသူကဒီမြို့ကိုပြန်ပြီးတော့တောင်းယူတယ်သတောင်းစားတောင်းတောင်းတယ်အဲသတောင်းစားတက်တယ်ဆိုတော့သိရတဲ့အတိုင်းပဲအဲ့လိုတောင်းတယ်တောင်းပြရတဲ့အခုမြို့တဲကိုရောက်တယ်ရောက်တာနဲ့ပဲဒေါ်လိုင်းတက်ဖွဲ့တွေကိုရန်ရှာဖို့လုပ်တယ်ဒါပေမဲ့ဒေါ်လိုင်းတက်ဖွဲ့တွေက ကောင်းကောင်းမွန်မွန်ပြန်တုံပြန်ပေးလိုက်တော့ကြတော့မြို့ထဲကိုပြန်ဝင်ပြေးတယ်အဲ့တော့အခုဘာကြီးလှုပ်လာလဲဆိုတော့မြို့ရဲ့အဓိကအချက်အချာကျပါတယ်ဆိုတဲ့နေရာတွေစေပြူကရေးကြီးဆိုတဲ့နေရာမျိုးတွေမှာနေရာယူတာတွေတက်ဆွဲတာတွေစုဖွဲ့တာတွေခြေပြူတာတွေလုပ်တယ်ပြီးတာနဲ့တကယ့်နေရာကောင်းတွေကိုယူပြီးတော့လက်နက်ကြီးတွေဟာဝေဇာတွေဒါတွေအထန်ချတာမျိုးတွေလုပ်ပြီးတော့ပစ်ခတ်တာမျိုးတွေကဆက်လုပ်ခဲ့တယ်ဟိုနေ့ကဖြစ်တဲ့တိုက်ပွဲမှာဆိုရင်ဒါစစ်ကောင်စီဘက်ကပေါ့နော်လက်နက်ကြီးအလုံးကြီး60လောက်ထိပစ်ကူပေးခဲ့တယ်ဆိုပြီးတော့လည်းသိရတယ်ပေါ့နော်အဲ့တော့ ဒီလိုမျိုးလှုပ်တာတွေကတော့ဇက်တိုက်ရှိလာလိမ့်မယ်အစစ်ကောင်စီကအဲ့နေရာရောက်သွားလဲအဲ့နေရာထဲမှာပဲငြိမ်ငြိမ်နေမဲ့ကောင်မျိုးမဟုတ်ဘူးဆိုတဲ့ဟာကိုတော့တော်လင်းတက်ဖွဲ့လည်းသိတယ်ပေါ့နော်သိတာကြောင့်မလို့လဲအခုလိုမျိုးမျိုးပြင်ကိုခြေချလာပြီးဆိုတဲ့အခါမှာဝိုင်းကြုံကြတာပေါ့နော်အဲ့တော့မျိုးရဲ့အခြေအနေကတော့ခုနလိုသိရတဲ့အတိုင်းပဲဇက်ကောင်စီကနေရာဝင်ယူပြီးတဲ့အချိန်မှာမျိုးကိုဖျက်ဆီးမှုတွေစပြီးတော့လှုပ်လာပြီးတေးကြတယ်နောက်ထပ်အိမ်နေအဖောက်ခံရတာတွေကျွန်တော်ကြားရလေဦးမယ်ပေါ့နော်ဒါပြည်သူတွေမတည်နိုင်မယူသွားနိုင်တဲ့ပစ္စည်းပစ္စည်းတွေအဖိုးတန်ပစ္စည်းပစ္စည်းတွေ ဖြက်စီးတာတွေယူငင်တာတွေကြားရနိုင်ဦးမယ်ဒီတက်တရဲ့နောက်တန်းတရင်တွေကိုဒီလိုမျိုးပစ္စည်းပစ္စည်းရတွေလှမ်းပို့ပေးနေတယ်ဆိုတဲ့သတင်းတွေလည်းကျွန်တော်ကြားရနိုင်ဦးမယ်စစ်ကောင်စီကရုံမာပါတယ်ပြည်သူရဲ့အသက်အိုးအိမ်စီးစိမ်ကိုကာကွယ်မယ်ဆိုတာပါဇက်ရှိလို့ရှောက်ပြောတဲ့စကားတွေပါတကယ်တကယ်တမ်းကာကွယ်ပေးနေတာဒလိုင်းတက်ဖွဲ့တွေဖြစ်ပါတယ်ဗောနော်အဲ့တော့စစ်ကောင်စီအမြန်ဆုံးရှင်းလင်းနိုင်ဖို့အတွက်ကလည်းရေးကြည့်ပါလေဗောနော်အဲ့တော့တိုက်ပွဲတွေကပို့ပြီးတော့ပြင်းထန်လာနိုင်ကြလေရှိတယ်ဗောနော်အဲအခြေအနေတွေကမြေပြင်မှာရှုပ်ထွေးနေတာဖြစ်တဲ့အတွက်ဗောနော်ဘာမဆိုဖြစ်သွားနိုင်ခြင်းရှိတဲ့အနေအထားလို့လည်းပြောချင်ပါတယ်ဗောနော် နောက်တစ်ခုကတော့ဘကိုးတိုင်းဒါလည်းအောင်ပွဲတစ်ခုပေါ့နော်ဘကိုးတိုင်းလက်ပတန်းမြို့နယ်ဒါကြောက်တွင်းကျေးရွာပေါ့နော်အဲ့လမ်းစုံကစစ်ကောင်စီဂိတ်စကန်းကိုတော်လိုင်းတက်တွေကဝင်ပြီးတော့တိုက်ပြန်ပါတယ်တိုက်ပြန်ပါတယ်ဒီဒီတက်ကလည်းပေါ့နော်ဒါဘကိုးတိုင်းစစ်ဌာန viewer 20နှစ်ကျွန်တော်ဟိုတလောကပဲ interview လုပ်ခဲ့တယ်ဟိုနေ့ကလည်းဒါညီလေးတယောက်နဲ့ interview လုပ်ခဲ့သေးတယ်ပေါ့နော်အဲ့တော့အဲ့တက်ဖွဲ့တွေအခုလက်တလုံးမှာလုံးဝလက်ဆန်းနေပြနေတယ်ပေါ့နော်လက်ဆောင်နေထက်နေတယ် ဲ့တော့ဒါဘကိုးတိုင်းစစ်ဌာနဗျူဟာ20နှစ်အမှတ်3382နှစ်တရင်တက်ခွဲနှစ်ပေါ့နော်အဲရွှေတန်းမြေပါကပနဲ့လေဗရန်မြို့နယ်ပါကပအထူးတိုက်ခိုက်ရေးအဖွဲ့တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်အဲ့တိုက်ပွဲရဲ့အဖြေကတော့စစ်ကောင်စီဘက်က9ဦးတည်တဲ့တရက်နှစ်လက်ရတယ်ခရင်အချို့ရရှိကြတာဖြစ်တယ်ပေါ့နော်အဲ့တော့လုံးဝနောက်ထပ်ကောင်းတဲ့သတင်းကတော့တပ်ဖွဲ့တွေအထူးကိမရှိပေါ့နော်အဲ့ဒါမှလုံးဝပြည့်စုံတဲ့အောင်မြင်မှုသတင်းတစ်ခုဖြစ်သွားတယ်ပေါ့နော်စစ်ကောင်စီရဲ့ဂိတ်စကန်တွေဆိုတာကအခုချိန်မှာဒေါ်လိုင်းတပ်ဖွဲ့တွေလက်နက်လိုရင် သွားယူနေရတဲ့နေရာတွေဖြစ်လာတယ်ပေါ့။တက်ကောင်စီဘက်ကကောင်တွေကအဲ့လိုနေရာမျိုးတွေကိုထားတယ်ဆိုတာတော်လိုင်းတက်ဖွဲ့တွေကိုကူညီပံ့ပိုးပေးဖို့နေရာတွေချထားတာဖြစ်ပါတယ်ပေါ့နော်။အခုလည်းဒီလိုနေရာမျိုးတွေကိုသွားပြီးတော့တိုက်ခိုက်တိုင်းမှာတော်လိုင်းတက်ဖွဲ့တွေကအကျိုးမြတ်တွေအများကြီးရနေတာရှိတယ်။အဲဘာပဲဖြစ်ဖြစ်ပေါ့နော်တက်ဖွဲ့တွေကအဲ့ဘက်တက်ဖွဲ့တွေကမပြည့်စုံကြပါဘူး။ကျွန်တော်အင်တာဗျူးရဲ့အချိန်မှာလည်းတွေ့ရပါလိမ့်မယ်။အဲ့ရညီလေးဆိုပြောကြတယ်ပေါ့နော်။သူကအဲ့အချိန်မှာကျွန်တော်ပြောလိုက်တဲ့စကားကတကယ်ပါစိတ်မကောင်းဖြစ်လို့ပြောလိုက်တဲ့စကားပေါ့နော်။ သူပြောအမေစီကိုသူပြန်ကျင်တယ်ပြန်ပြီးရင်ကျွန်တော်ယူနီဖောင်းနဲ့ပြန်ပြန်ပြီးရခါကျရင်ကျွန်တော်တို့ရွေးချယ်ခဲ့တဲ့လမ်းကမမားတဲ့အကြောင်းကျွန်တော်အမေကိုပြောကျင်သေးတယ်ပြီးရင်ကျွန်တော်တို့ရွာတဲ့ကရွာသူရွာသားတွေကိုပြောကျင်သေးတယ်ကျွန်တော်ပြည်သူတွေကိုပြောကျင်သေးတယ်ကျွန်တော်တို့ရွေးချယ်ခဲ့တဲ့လမ်းကမမားဘူးမှန်ကန်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဒါပေမဲ့သူပြောရဲ့ယူနီဖောင်းဆိုတဲ့ဟာကအခုလက်ရှိချိန်ထိသူတို့တည်ရင်းနေမှာမပြည့်မစုံဖြစ်နေကြတော့မှာသူတို့တွေကအမြဲတမ်းမှာဒီငွေကြေးလေးတွေပေါ့နော်တော်လန်ပြည်သူတွေကထောက်ပံ့ပေးကြတဲ့ငွေကြေးလေးတွေရလာခဲ့ပြီဆိုတဲ့အခါကျရင် သူတို့ဝှက်ဖို့စားဖို့ဆိုတာထက်ပေါ့နော်ဒီခဲရန်တွေဒီကြီးတွေဒီလက်နက်တွေပြည်စုံမှုအတွက်ကိုပဲဦးစားပေးပြီးတော့လုပ်နေကြတော့တပ်ဖွဲ့တွေကအရန်လိုအပ်ချက်များပါတယ်အဲ့တော့ချိုးကြဆုံးသွားတဲ့ရဲဘော်တွေဆိုရင်ဒါမဖြစ်တဲ့ပုံစံမျိုးမပေးတဲ့အသက်တွေပေါ့ဗျာဒီကြီးကားတွေအုတ်ထုတ်တွေမရှိတာဖြစ်တဲ့အတွက်ကြဆုံးသွားတဲ့ရဲဘော်တွေရှိတယ်ပေါ့နော်အဲ့တော့အဲ့လိုအဖြစ်မျိုးတွေနောက်ထပ်မကြုံရအောင်လဲကျွန်တော်တို့တော်လန်ပြည်သူတွေကဝိုင်းပြီးတော့ပံပိုးကူညီပေးကြပါအောင်လို့ဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်